Burma Independent Voice Saudi အင်ရှင်မင်းသားမိုဟာမက်ဘင်ဆယ်မန်ဟာပြီးခဲ့တဲ့9နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ် American တို့ရောက်ရှိလာပြီးတမ်မရဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခဲ့ခြင်းဟာအဘအေအာကြီးနိုင်ငံတစ်ခုကြားစီးပွားရေးနဲ့စီးရေးမဟာမိတ်ဆက်ဆံရေးကိုခိုင်မာစေခဲ့တော်လဲလူအခွင့်အရေးနဲ့ပတ်သက်၍ပြင်းထန်သောနိုင်ငံရေးခရီးများဖြစ်ပေါ်နေခဲ့ပါတယ်။အင်ဖြူတော်တွေ့ဆုံပွဲမှာအဓိကညှင်းပွားပွဲရမှာ 2018ခုနှစ်မှာတူရကီနိုင်ငံ၌ Saudi Arabia အေဂျင့်များကလောက်ကျန်တက်ဖြတ်ခဲ့တဲ့ Washington Post သတင်းစာဆရာ Jamal Khashoggi ကိစ္စဖြစ်ပါတယ်။ American ထောက်လှမ်းရေးအဖွဲ့ကအင်ရှီမင်းသား Mohammed Bin Salman ကစူပါလောက်ကျန်မှုကိုခိုင်းစေခဲ့တယ်လို့ဆုံးဖြတ်ခဲ့တော့လေ Tamara Trump ကမူ၎င်းရဲ့ Ether ကိုပြည့်ပြတ်တတကာကွယ်ခဲ့ပါတယ်။ Tamara Trump ပြောကြားချက်ထဲမှာ Saudi အင်ရှီမင်းသားဟာဒီကြောင်းကိုလုံးဝမသိပါဘူး။ ဒါနဲ့ပဲထားလိုက်ပါဟူသောကြားဖြတ်ပြောကြားချက်နဲ့ဒါမျိုးဖြစ်စဉ်တွေကဖြစ်တတ်ပါတယ်လို့ပေါ့ပေါ့တန်တန်မှတ်ချက်ပေးခဲ့ခြင်းတို့ဟာလူ့အခွင့်အရေးလှုပ်ရှားသူများနဲ့ဒီမိုကရက်များကြားဒေါသတကြီးဝေဖန်မှုများထွက်ပေါ်စေခဲ့ပါတယ်။ဖရန်သတင်းစာဆီယာကာရိုဂျီအားအလွန်အငင်းပွားပွဲရာပုံကိုဖြစ်တုံ့နှုံးခဲ့တော်လဲ။အိရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်ကမူ၎င်းရဲ့နယ်မြေတွင်ထိုကဲ့သို့အမားမျိုးဖြစ်ပွားခဲ့ခြင်းအတွက်ဝန်ခံပြီးစနစ်တကျပြန်လည်ပြုပြင်နေကြောင်းပြောဆိုခဲ့ပါတယ်။ ဤခီးစဉ်ရဲ့အရေးပါတော့ရလက်တခုမှာ transfer ကစော်ရီတို့ F36 တိုက်လေယာဉ်များရောင်းချရန်စီစဉ်နေကြောင်းအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ American ဟာဒေသတွင်း၌ Israel ရဲ့စီးရီးတာလုံမှုကိုကာကွယ်ရန်ဥပဒေအရတာဝန်ရှိတော်လဲ။စော်ဒီအား F36 လေယာဉ်ရောင်းချခြင်းဟာထိုတာလုံမှုကိုတိတိတတ်တာထိခိုက်စေခဲ့ပါတယ်။လက်ရှိမှာ F36 လေယာဉ်ကိုဒေသတွင်း၌ Israel နိုင်ငံတနိုင်ငံတွေကသာပိုက်ဆိုင်ထားပြီးယခုဆုံးဖြတ်ချက်ကြောင့် Israel နိုင်ငံတွင် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများပုံမကြီးမားစွာဖြစ်ပေါ်စေခဲ့ပါတယ်။ Sorry Ancient Minister မိုဟာမက်ဘင်ဆယ်မန်ရဲ့လာရောက်မှုဟာ Trump မိသားစုရဲ့လုပ်ငန်းနဲ့ Sorry Arabia တို့ကြားချိတ်ဆက်ထားသောကိုကျိုးစည်းပွားပြိပခမေကုများကိုလည်းမိမောင်းထုတ်ပြခဲ့ပါတယ်။ Trump Organization ဟာ Sorry မှာစီမံကိန်းအများအပြားကိုကျင်ညာထားခဲ့တော်လဲ Tamara Trump က၎င်းရဲ့မိသားစုစည်းပွားရေးနဲ့မပတ်သက်ကြောင်းညင်းဆိုခဲ့ပါတယ်။စည်းပွားရေးပိုင်းတွင်မူ Sorry ရာ American Knight ဒေါ်လာဘီလီယံ600မှ1 trillion အထိရင်းနှီးမြှုပ်နှံမှုများပြုလုပ်မယ်လို့ကတိပြုခဲ့ကအာယုံခံထောက်လန်းရေးနဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်များကိုလည်းတိုးမြင့်ချုပ်ဆိုခဲ့ပါတယ်။တမရထရန်အင်ရှီမင်းသားမိုဟာမက်ဘင်ဆယ်မန်အားအင်ဖြူရိုမာခန်းနာကြီးဖြင့်ကြိုးဆိုကမိတ်ဆွေကောင်းဖြစ်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။သို့သောသတင်းစာဆရာကာရိုဂျီကိစ္စကိုပေါ်ပေါ်ဆဆကိုင်းတွယ်ပြောဆိုမှုနဲ့ F36 လေယာဉ်ရောင်းချမှုကဲ့သို့သောမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များဟာ အမေရိကန်ရဲ့လူခွင့်ရေးဆိုင်ရာဂရိကုတ်ရများနဲ့ဒေတာတွဲမဟာမိတ်များအပေါ်လစ်လျူရှုထားခြင်းရှိမရှိ နိုင်ငံရေးစင်မြင့်ပေါ်မှာဆက်လက်၍မေးခွန်းထုတ်เสียများဖြစ်ပေါ်နေပါတယ်။